်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ဒါမှဥဆုံးဘုရားသခင်ရဲ့ခြေစော်ကိုချီးမွမ်းပါれမခွဲနိုင်တဲ့ဆက်ဆံရေးဆိုတဲ့ခေါင်းစဉ်နဲ့ယောမအခန်းကြီး၈အငယ်31ကနေ39ကို ဆင်ခြင်သွားခြင်းပါတယ်သူဖြစ်၍ဤအရာများတို့၌အဘယ်သို့ပြောเสียရှိသနည်းဘုရားသခင်ဒီငါတို့ဘက်၌ရှိတော်မူလျင်အဘယ်သူဒီငါတို့တစ်ဖက်၌နေနိုင်မည်နည်းမိမိသားတော်ရင်းကိုမနှမျောပင်ငါတို့ရှိသမျှအဖို့အလိုငါစွန့်တော်မူတော်သူသည်သားတော်နှင့်တကားခန့်သိမ်းသောအရာတို့ကိုငါတို့အားမပေးဘဲအဘယ်သို့နေတော်မူမည်နည်းဘုရားသခင်ရွေးကောက်တော်မူသောသူတို့ကိုအဘယ်သူသည်အပြစ် တင်မည်နီဖြတ်မှတ်ရာ၌ဒီစေတော်သူကဘုရားသခင်ပေသည်အပြစ်စင်တော်သူကအဘယ်သူနီအတိခံ၍ခံသည်သာမကတေခြင်းမှထမြောက်၍ဘုရားသခင်ဤလက်ရတော်ပဲ၌နေလျက်ငါတို့အဖို့ဆုတောင်းတော်သူကခရစ်တော်ပေသည်ခရစ်တော်ဤချစ်ခြင်းမေတ္တာနှင့်ငါတို့ကိုအဘယ်သူကွာစေမည်နီအကယ်စင်စစ် ကိုယ်တော်အတွက်အကျွန်ုပ်တို့သည်အစင်မပြတ်အသေးတတ်ခြင်းကို ခံရကြပါ၏။တပ်ဖို့ရာထားသောသူကဲ့သို့အကျွန်ုပ်တို့ကိုသူတပါမှတ်တတ်ကြပါ၏ဟုကျမ်းစာလာသည်နှင့်အညီစင်းရဲညုံညင်ခြင်းညင်းဆဲနှိပ်စက်ခြင်းမွတ်သိပ်ခြင်းအဝတ်အချီးစီးရှိခြင်းဘေးနှင့်တွေ့ကြုံခြင်းကွက်မြက်ခြင်းခံရတော်လေထိုအမှုတို့တွင်အဘယ်အမှုသည်ခရစ်တော်၏ချက်ချင်းမြတ်တာတော်နှင့်ငါတို့ကိုကွာစေမည်နီမကွာစေသည်သာမက ငါတို့ကိုချစ်တော်မူသောသူဤယေရှုတော်ကြောင့်ငါတို့သည်ထိုအမှုခတ်သိမ်းတို့ကိုခံစဉ်တွင်ပင် အထူးသဖြင့်အောင်မြင်ကြ၏အကြောင်းမူကားသေခြင်းဖြစ်စေအသက်ရှင်ခြင်းဖြစ်စေကောင်းကင်တမန်ဖြစ်စေအထွတ်အမြတ်ဖြစ်စေအာနာတကူဖြစ်စေမျက်မှောက်အရာဖြစ်စေနောင်လာလက်တန့်သောအရာဖြစ်စေအမြင့်ဖြစ်စေအနှိမ်ဖြစ်စေဤအရာမှစ၍အဘယ်နမိတ်တအရာများသည့် ငါတို့သခင်ယေရှုခရစ်အားဖြင့်ခံရသောဖျားသခင်၏မြစ်တာတော်နှင့်ငါတို့ကိုမကွာစေနိုင်ဟုငါသည် သဘောကျလျက်ရှိ၏ဖျားသခင်ကချက်ချင်းမြစ်တာဖြစ်တော်မူပါれသူရဲ့တဘာဝကသူရဲ့ဖန်ဆင်းခြင်းကိုချင်းချက်မရှိ ချစ်မြတ်နိုးဖို့လိုအပ်ပါれချစ်လဲချစ်မြတ်နိုးပါれဆူလိုတာကကျွန်တော်တို့ဘာကိုပဲလွတ်လွတ်သူဟာကျွန်တော်တို့ကိုဂယုမဆိုင်ပဲ နေမှာမဟုတ်ပါဘူးဒါနဲ့ပတ်သက်ပြီးတော့ရှင်းလင်းရမယ်ဆိုရင်ဘုရားသခင်ကကျွန်တော်တို့တဦးချင်းစီတိုင်းအတွက်နည်းနည်းတဲ့ချစ်ချင်းမေတ္တာရှိနေပြီးတော့အဲ့ဒီချစ်ချင်းမေတ္တာကိုမတွေ့ကြုံရလေအောင်တားဆီးထားတဲ့တခုတည်းသောအရာကတော့ကျွန်တော်တို့ဘက်ကတုံ့ပြန်မှုပဲဖြစ်တယ်။အခုဒီနောက်ကဘတော်ထဲမှာဘုရားခင်ကကျွန်တော်တို့ယုံကြည်သူတွေဘက်မှာရှိတော်မူတယ်ဆိုတာကိုကျွန်တော်တို့ကိုဖော်ပြထားပါတယ် ကျွန်တော်တို့ဟာအပြစ်သားအခြေအနေကနေဖြောင့်မတ်ခြင်းကိုရပြီးတော့တန်ရှင်းစင်ကြယ်စီခြင်းနဲ့ကိုရောနဲ့မိတ္တရာဖွဲ့ပေါင်းတင်ဆက်ဆံဖို့အတွက်သခင်ယေရှုခရစ်တော်ကို အသေးခံစေဖို့ဆေလွတ်ခဲ့တယ်။သခင်ယေရှုခရစ်တော်ရဲ့လဝါကတိုင်မှာကိုယ်တိုင်ပြုတဲ့ပူဇော်တကာကဘုရားသခင်ရဲ့မြတ်တာတော်ဖြစ်ကြောင်းတည်တည်ပြနေပေမဲ့လည်းကျွန်တော်တို့အတွက်ကိုရောရဲ့ဂယုဆိုင်မှုကိုထပ်ပြီးတော့ပေါ်ပြတဲ့အချက်များစွာလည်းရှိပါတယ်။ ကိုတော်ကသူ့ရဲ့သားသမီးတိုင်းအတွဲရည်ရွယ်ချက်နဲ့အစီအစဉ်တစ်ခုစီရှိပါလေအခုယောမအခန်းကြီး၈အငယ်28ကိုကြည့်ရင် သူ့ရဲ့အချုပ်အချာအာနာပိုင်မှုအားဖြင့်အခြေအနေတိုင်းမှာအကောင်းပဲဖြစ်ဖြစ်အဆိုးပဲဖြစ်ဖြစ် ကျွန်တော်တို့အကျိုးအတွက်ကိုပဲလှုပ်ဆောင်နေပါတယ်ကိုတော်ကကျွန်တော်တို့ရဲ့ဖြစ်ပျက်မှုတွေကိုစိတ်ဝင်စားယုံမကဘဲနဲ့ကျွန်တော်ရဲ့နေ့စဉ်အသက်တာထဲမှာတက်ကြွစွာ ပါဝင်လှုပ်ဆောင်ပေးဖို့အတွက် ခရစ်တော်အသိခံပြီးတော့သုံးရမြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်ခဲ့ခြင်းနဲ့အတူယုံကြည်လက်ခံတဲ့သူရဲ့အသက်တာထဲမှာအသက်ရှင်နေတဲ့မေတ္တာရှင်အဖဖခင်ပဲဖြစ်တယ်။လူတချို့ကတမန်ကျမ်းစာမှာပါတဲ့စကားလုံးတိုင်းကိုဖတ်ရှုပြီးတော့လူရဲ့အသိဉာဏ်အားဖြင့်ယုံကြည်ပေမဲ့လည်းသူတို့ကိုယ်သူတို့မထိုက်တန်ဘူးလို့ဆုံးဖြတ်တဲ့အတွေ့အကြောင်းဘုရားသခင်ရဲ့မေတ္တာကိုမခံစားကြရဘူး။ပြာကင်ကသူတို့ကိုမနှက်သက်ဘူးလို့ပဲခံစားနေကြပါတယ် တို့ရဲ့တန်တရားဟာဘုရားသခင်ရဲ့မြတ်တာတော်ကိုအတားအဆီးတစ်ခုလိုဖြစ်နေစေပါれတို့ရဲ့တန်တရားအတားအဆီးကဘုရားသခင်ရဲ့မြတ်တာတော်နဲ့ထိုက်တန်ခြင်းနဲ့မြတ်တာတော်ကိုရရှိခံစားဖို့ကန့်တတ်မှုဖြစ်နေပါလိမ့်မယ်ဒါပေမဲ့လည်းကျေးဇူးတော်ချီးမွမ်းစရာက ကျွန်တော်အဖဘုရားသခင်ကစိတ်ရှိပြီးတော့တီးခံတော်မူပါれဒါကိုရှင်ပေသူဩဝါဒစာဒုတိယဆောင်အခန်းကြီး၃အငယ်၉ကိုကြည့်မယ်ဆိုရင် ကျွန်တော်မပြည့်စည်ပဲနဲ့သူရဲ့မေတ္တာကိုခံစားရဖို့တိခံတော်မူတဲ့ဆိုတာကိုဖော်ပြထားပါတယ်ကျွန်တော်လူအနေနဲ့အမှန်တရားကိုနားလည်ဖို့ကြိုးစားနေတဲ့အချိန်မှာပဲဘုရားသခင်ကသူရဲ့မေတ္တာကိုလွတ်လပ်စွာပေးဆောင်ပါတယ်အဲ့ဒါတင်သာမကပဲနဲ့မခွဲနိုင်တဲ့ဆက်ဆံရေးအတွင်တလုံးတဝါတဲ့ဖြစ်ဖို့ကိုလည်းသခင်ယေရှုခရစ်တော်ကဆုတောင်းနေတဲ့အကြောင်းကိုယောဟန်အခန်းကြီးဆက်ခွန်အငယ်27မှာ ဖော်ပြထားပါတယ်အဲ့ဒီအထဲမှာဘလို့ပြောထားသလဲဆိုရင် ကိုတော်သည်အကျွန်ုပ်ကိုစေလွတ်တော်မူသည်ကို လောကီသားတို့သည်ယုံကြမည်အကြောင်းထိုသူအပေါင်းတို့သည်တလုံးတဝတည်းဖြစ်လျက်အဘကိုတော်သည်အကျွန်ုပ်၌ရှိတော်မူ၍အကျွန်ုပ်သည်လည်းကိုတော်၌ရှိတကယ်သို့ထိုသူအပေါင်းတို့သည်ငါတို့၌တလုံးတဝတည်းဖြစ်စေခြင်းငါဆုတောင်းပါ၏လို့ဆုထားပါတယ် ဒါကြောင့်ကျွန်တော်တို့ကိုချစ်တော်မူတဲ့ဘုရားသခင်ကိုကျွန်တော်တို့ယုံကြည်ကိုးစားတဲ့အခါဘုရားသခင်ရဲ့အကျဉ်းမဲ့မေတ္တာ အပြည့်အဝကိုခံစားရခြင်းနဲ့အတူခွဲခြားလို့မရနိုင်တဲ့ဆက်ဆံရေးတဲ့ကိုရောက်ရှိခဲ့ပြီဖြစ်တယ်။ကြာနာဆင်ခြင်ခဲ့တဲ့သူအလုံးဘုရားသခင်ရဲ့မေတ္တာတော်ကိုခံစားရပြီးတော့ခွဲခြားလို့မရတဲ့ဆက်ဆံရေးထဲမှာရှိနေကြောင်းနဲ့ဘုရားသခင်နဲ့တလုံးတဝတဲ့ဖြစ်ကြောင်းကိုနှုတ်ကပတ်တော်ဂရိတော်တွေအားဖြင့်နားလည်ခံစားနိုင်ပါမယ့်အကြောင်း ဘုရားသခင်အတူရှိပြီးတော့ကောင်းချီးပေးနေပါစေ။အာမင်။ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆော့အပ်ပါသည်။